တောက်ကြသားသမီးများဒီကာလမှာမိမိတို့ဇနီးမယားအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဇနီးမယားကြောင့်စိတ်တော့ကရောက်လာတတ်ပါတယ်မိမိတို့ရဲ့ဇနီးမယားရေချိုးကန်းနေအိမ်သားတွေမှာခြေခောက်လဲတာတို့ချော်လဲတာမျိုးတွေဖြစ်တတ်ပါတယ်အလုံးအကိုင်နဲ့ပတ်သက်ပြီးတော့အဖွဲအစည်းတွေကြားမှာပရိပခတ်ဖြစ်တာမျိုးတွေ ထင်လွဲတာအမြင်မာတာမျိုးတွေအဖွဲအစည်းတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အဲ့တော့မိမိတို့ရဲ့အပြောအဆိုဆုံးဖြတ်ချက်တွေကအတိုက်ခံအပြုတ်တဘောပေါ်မှာရောက်ရှိနေတတ်ပါတယ်။အကြီးအကဲရဲ့ကူညီမှုတွေရရှိပြီးတော့မှမိမိတို့ရဲ့လုပ်ငန်းတစ်တီအောင်မြင်ရတတ်ပါတယ်။အထက်လူကြီးကိုစကားပြောဆိုလေးတွေဆင်ခြင်ပေးရမှာဖြစ်ပါတယ်။အဲ့တော့လုပ်ငန်းကဒီကာလမှာတောက်ကြသားသမီးတွေကလုပ်ငန်းနှစ်ခု စတင်အကောင့်ထဲပေါ်တတ်ပါတယ်။ဆုံးဖြတ်ရခတ်တဲ့ကိစ္စမျိုးတွေလည်းပေါ်လာတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှခရီးဝေးတွေလည်းတွန်းရတတ်ပါတယ်။မိမိတို့အနေနဲ့တက်လုပ်ငန်းတွေကတော့ဒီ6လပိုင်းမှာတောက်ကြသားသမီးတွေတက်လုပ်ငန်းတွေလုပ်နေနေเนาะတက်လုပ်ငန်းနဲ့ပတ်သက်တာတွေ အိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တာကြီးအောင်မြင်ရတတ်ပါတယ်။အမျက်အစွန်ညာတတ်ပါတယ်။စင်မျိုးသားကြီးနဲ့ပတ်သက်ပြီးတော့မှပူပန်ရတတ်ပါတယ်။အပြိုလူပြိုဖြစ်နေရင်တော့အိမ်တော်ကြခင်ရှိပါတယ်။တောက်ကြသားသမီးတွေအားလုံးအိမ်တော်ကြတတ်ပါတယ်။မိသားစုကျန်းမာရေးဂရုစိုက်ပါအဖေမေရဲ့ကျန်းမာရေးကိုဂရုစိုက်ပြီးရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့မိမိတို့ရဲ့ဒီပါဇက်တို့ နှောက်ခမ်းတို့မှာအပူဖူးပေါက်တာတို့ရှာနာတာတို့ဒါမျိုးလေးတွေလည်းယောဂဝေဒနာတွေခံစားရတတ်ပါတယ်။ဝေးကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ဝင်ဝေကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။တောက်ကြသားသမီးတွေဒီ6လပိုင်းမှာဒီပြီးခဲ့တဲ့လနဲ့စာလို့ရှိရင်တော့ဒီလမှာလက်လာဘတ်တွေဝင်ဝေတွေညားစွာကောင်းနေတတ်ပါတယ်။မင်္ဂလာကိစ္စတွေ ခြေရင်းနဲ့ပတ်သက်တာကြီးအောင်မြင်ရတတ်ပါတယ်။အခြေရင်းမှာလည်းရွေးချယ်ရကတ်တဲ့ရွေးချယ်ရခတ်နေတဲ့အခြေရင်းမျိုးကိုရင်ဆိုင်နေရတတ်ပါတယ်။ကိုချစ်တာတယောက်ကိုလာချစ်တာတယောက်ဒါမျိုးတွေကြုံတွေ့နိုင်ပါတယ်။အိမ်တော်ရင်းမှာလည်းဒီတိုင်းပါပဲ။အဲ့တော့မိမိတို့အိမ်မှာသားသမီးရေသနာဝင်ကင်းရှိပါတယ်။အိမ်တော်တောက်ကြသားသမီးတွေမိမိတို့အိမ်တော် တဲ့မျိုးသားမျိုးသမီးတွေပေါ့နော်မိမိတို့ရဲ့အိမ်တော်ကြီးမှာကလေးမရတဲ့သူတွေဆိုရင်ကလေးရရှိတတ်ပါတယ်။သားသမီးရည်တနာတွေဝင်လာတတ်ပါတယ်။ပြောရမယ်ဆိုချင်းနှချောင်းဝင်တတ်ပါတယ်။အဲ့တော့ဒီကာလမှာခွေးတို့ကြောင်တို့မွေးမြူလာတတ်ပါတယ်။တနင်္လာသားသမီးတွေကုညီမသာချင်းနေလေခံရတတ်ပါတယ်။တနင်္လာသားသမီးတွေအကျိုးပေးပါတယ်။တောက်ကြသားသမီးတွေကဒီကာလမှာတနင်္လာသားသမီးတွေကြောင့်ညားစွာ ကောင်းကျိုးကျေးဇူးတွေခံစားရရှိတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ကျမကြီးအထူးကယူစိုက်ဖို့လိုအပ်ပါတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရရှိတတ်ပါတယ်။သွေးကြောနဲ့ပတ်သက်တာအာယုံကြောနဲ့ပတ်သက်တာတွေကယူစိုက်ပြီးပါအဲ့ဒီတော့မိမိတို့အနေနဲ့အညံ့နေပြပြောက်ဖို့အတွက်ဆိုရင်တော့ကမာကြီးဖီးယားမှာတွားရောက်လှူဒန်းပြရမှာဖြစ်ပါတယ် ဒန်းငုံညွန်နှညွန်ငွေပန်း၃ကုန်ကြက်ရှာလေးနဲ့ကုတ်ကားလေးနဲ့အတူကဘာကြီးဖျားမှာသွားရောက်လှူပန်းပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့အိမ်ဖျားမှာကော်ဖီတစ်ခွက်နဲ့ကော်ပြန့်လေးတက်လူပေးပါဒီ၆လအပိုင်းမှာတောက်ကြသားသမီးတွေအထူးလက်ရွှေနဲ့ကံလာပါငွေကြေးပိုင်းနဲ့အဆင်ပြေပါတယ်။နေ့စဉ်ဝင်ဝေကောင်းကျင်နေဆိုလို့ရှိရင်ကော်ပြတ်နဲ့ကော်ဖီကိုတူတန်းပေးရမှာဖြစ်ပါတယ်။ ဲ့တော့သူအသရိမဲတော်မုံငါသွန်လေးကပ်ပြီးတော့ပွဲလူထားပေးမယ်ဆိုရင်မိမိတို့ရဲ့လုပ်ငန်းဆောင်ကနေကောင်းကျိုးကျေးဇူးတွေများစွာထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်။တောက်ကြသားသမီးလားဒီလမှာမညံ့ပါဘူး။ဒီလမှာကံတွေကောင်းနေတတ်ပါတယ်။ကဲတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနေနဲ့ပြည့်စုံပါစေ။